ခြေထောက်မတန်တဲ့နီနီအငြင်းလဲလို့ပဲနီနီဆိုတဲ့ကောင်မလေးကကျောင်းကိုလာနေပါတယ်။နီနီလေးကခြေထောက်မတန်တဲ့အတွက်ဝါးတလုံးရဲ့အကူကြီးနဲ့ခုန်ကုန်ပြီးတော့လာနေတာပါ။သူကအရင်ဆင်းရဲတဲ့မိသားစုအမလို့သူမှကျောင်းလာဖို့စပိန်လိုဆန်ကယ်လို့မရှိပါဘူး။နီနီလေးခုန်ခုန်ပြီးလမ်းလျှောက်လာတာတွေ့တော့ကြောင်နီးကကလေးရဝမ်းပြီးတော့လောင်ပြောင်ကြပါတယ်။ဟိုမှာကြည့်ကြပါအောင်ခြေကျိုးမှလာနေတယ်။သူ့ကြည့်ရောလမ်းတော့မလျှောက်နိုင်ဘူး။သူကစရိတ်တင်ပြီးတော့ပညာတတ်ကြီးဖြစ်လာရင်သူကရှဲမီဖြစ်နေတာလေ။ ကလေးတွေအားလုံးအသေးချေတွေနဲ့အော်ပြီးတော့ရှင်နေကြပါရဲ့။ဒါပေမဲ့နီနီကလေးလေးရှူလိုက်ပြီးတော့သူ့ကောင်မသူသွားထိုင်လိုက်တယ်။သူ့ရဲ့ဝလုံးကိုတော့သူ့ဘေးမှာပဲထောင်ထားလိုက်ပါရဲ့။ဟဲ့နီနီ၊နေရတုတ်ကိုယူပြီးသူ့ကောင်အောင်တည်းထည့်လိုက်တယ်။မဟုတ်လို့ရှင်။ငါပေါ်ကြလာလိမ့်မယ်နော်။မကျေနဲ့ရင်နေကောင်းပေါ်တင်ထားလိုက်။နီနီလည်းတုတ်ကိုယူပြီးတော့သူ့ကောင်အောင်တည်းထည့်လိုက်တယ်။ ဆရာတွေကလည်းနီနီလေးကိုမနှက်သက်ကြပါဘူး။နီနီလေးစာမင်းရဲ့ဘယ်သူမှလည်းမဖြေကြပါဘူး။ဒါပေမဲ့နီနီလေးကမကြောက်ခဲ့ပါဘူး။နီနီလေးကစာကြိုးစားတဲ့ကလေးတယောက်ပါ။ကျောင်းနဲ့မနီမွေမှာတော်တခုရှိပါရဲ့။အဲ့ဒီကိုဘယ်သူမှမသွားရပါဘူး။ကျောင်းကလေးတွေကကျောင်းရဲ့ထမင်းစားချိန်နာရင်ကျောင်းကစားခွင်ထဲမှာပဲစောကြတယ်။နီနီနဲ့ဘယ်သူမှမစောကြပါဘူး။နီနီလေးကကလေးတွေနဲ့သွားပြောလိုက်တယ်။ငါလေကစားချင်တယ်လေအတူတူကစားပါလား။ ။နေရပါအောင်ဆော့ချင်တာလေ။ဘာလုံးကံမလားကျိုးခုံမလား။နင်းချင်တော့တပတ်တည်းနဲ့မဆော့နိုင်အောင်လေ။ငါတို့နေနဲ့မဆော့ချင်အောင်။တခုလို့နင်းကြောက်ခွက်ထုတ်ပြလိုက်။ငါတော့နင်းနဲ့မဆော့ချင်ပါဘူး။နင်းအဖေနဲ့အမေကိုပြောပြီးတော့နင်းကိုမတန်ဆွမ်းကြောင်းမြောက်မှာအက်ခိုင်းလိုက်ပါ။နင်းနီလဲစိတ်ညစ်သွားပြီးတော့ကစားခွက်ထဲမှာထိုင်ပြီးတကြာကလေးတွေဆော့တာအောင်ပဲထိုင်ကြည့်နေပါလေ။တကယ်လို့မြငါချက်တော့ဒီကောင်းနေငါလဲစောင့်နိုင်မှာအဲဒီချိန်မှာပဲနီနီရဲ့နားကိုပြားတစ်ခေါက်ရောက်လာပြီးတော့တဝဲလေးလေးလုံနေပါတယ် ဒီနေ့လည်းအဲ့ဒီပြောင်းအမောင်းထုတ်ဖို့ကြိုးစားနေပါရဲ့ပြောင်းရီဟာဘယ်မှမသွားခဲ့ပါဘူးထွက်သွားပါငါနဲ့ဝင်းစုံမောင်းထုတ်လိုက်မယ်အကြိုက်ကြိုးစားတာတော့မှအနာကနေပြားရီဟာထွက်မသွားပါဘူးအဲ့ဒါကြောင့်နီနီပဲထပြီးတော့စာသင်ခန်းထဲသွားလိုက်ပါရဲ့ပြားတော့ငါသူများကလေးတွေစုံတာထိုင်ကြည့်တော့မကြိုက်ဘူးနီနီလေးစိတ်ညစ်သွားတယ်ခဏနေတော့ထမင်းစားချိန်ပြီးတော့ကလေးတွေအားလုံးကြောင်းကနေဝင်လာပြီးကိုယ်နေရာနဲ့ကိုလာထိုင်လိုက်တယ်။ဒီနေ့ထုံးစီးထိုးတာတော့ပြောစရာကြီး ်ဟုတ်တယ်ငါတို့မနေ့ပြန်ထပ်ဆောင်မယ်နော်နီနီကျောင်းကကလေးတွေစကားပြောရင်မျက်နှာငယ်လေးနဲ့လိုက်ကြည့်နေတတ်တယ်သူ့ကိုဘယ်သူမှစကားမပြောတော့သူ့ကိုစကားပြောလာမလားဆိုတဲ့အတွင်းနဲ့ပေါ့နီနီကနေ့တိုင်းမဲ့အခက်ခဲတွေကြားနေကျောင်းကိုလာရင်ထမင်းစားချိန်ကလေးတွေကစားတာကိုလည်းထိုင်ကြည့်ပါရဲ့ငါထင်တော့ငါသူများတွေစော့တာကိုကြည့်ပြီးတော့ပဲဖြည့်သိမ်းရတော့မယ်ထင်တယ်အဲ့ချိန်မှာပဲနီနီရဲ့အနာကိုမနေ့ကပြားရောက်လာပြီးတော့နီနီရဲ့အနာနာမှာပြောလိုက်တယ် မဟုတ်ဘူးနီနီလေးရဲ့နေလဲစောင့်နိုင်ပါရဲ့ဟေးဒါဘသူပြောတာလဲနီနီရဘေးနားကိုကြည့်ရောသူ့ရဲ့နာမမနီရပြောင်းတွေ့လိုက်ပါရဲ့နင်နင်ရောက်လာပြန်ပြီလားငါ့ကိုစိတ်ညစ်အောင်လုပ်ဖို့နေဘာလို့ငါ့ကိုစိတ်ညစ်အောင်လုပ်ရတာလဲပြီးတော့နီရကဘာလို့စကားပြောတတ်ရတာလဲနီနီငါတကူရှိရပြားမတကောင်မှာနင်ကိုစိတ်ညစ်အောင်လုပ်ဖို့လာတာမဟုတ်ဘူးနင်နဲ့တငယ်ချင်းဖြစ်ချင်လို့လာတာပါတကူရှိရပြားဟုတ်လားတကူရှိရပြားဆိုရင်နင်ကတကူတွေပြပါအောင် ဒီမှာမဟုတ်ဘူးဘယ်သူမှမရှိရနေရတနေရာသွားရမယ်ငါပဲဒီလက်ရောက်မှာလဲနေငါနောက်ကိုလိုက်ခဲ့ရမယ်တကူရှိရပြားလေတော်စီတဲ့ဘက်ကိုခေါ်သွားပါရင်နင်းနီလည်းသူ့နောက်ကိုလိုက်သွားတယ်နင်းရောတော်ရဲဘက်ကိုခေါ်သွားရလားမကြောက်ပါနဲ့နင်းနီရဲ့ငါနောက်ကလိုက်ခဲ့ပါပြားမလီကတော်ရဲရောက်မှရက်သွားတယ်နင်းနီလည်းသူ့နဲ့အတူအဲ့ဒီကိုရက်သွားပါရဲ့ပြားမလီကတကူရန်ကြီးရဲ့ပြားမအသွင်ကိုပြောင်းလိုက်တယ်ပြားမရဲ့အတောင်ပံနေရအရန်ကြီးကိုကြီးမပါရဲ့ အမလီအဲ့လောက်ကြီးရဲ့ပြာနှစ်ယောက်ဘလို့ဖြစ်ပြီးတော့အဲ့လောက်ကြီးသွားတာလဲငါပုံစံအမျိုးမျိုးပြောင်းလဲလို့ရတယ်လေကြီးလို့လည်းရတယ်သေးလို့လည်းရတယ်အမျိုးမျိုးပေါ့နေခုငါကြောပုံတက်နီနီလည်းသူ့ရဲ့ကြောပုံတက်သွားတယ်ပြီးတော့သူတို့နှစ်ယောက်စလုံးပြန်သွားတယ်သူတို့နှစ်ယောက်လုံးတရားလုံးကိုပန်းချီရင်ဟာဟာဟာအိမ်အပြုတ်ဝကောင်းတာပဲခဏနေတော့သူတို့နှစ်ယောက်လုံးတော်ရဲပြန်လာတယ်ပြီးတော့ပြားလေးကသူ့ကြောပုံအနေနီနီကိုအောက်ချလိုက်တယ်နေကြောပုံကလိုက်စီရလေအရန်ကြော်တာပဲ ခဏလေးတွေ့မှငါ့ကိုလေတရားလုံးလိုက်ဖို့ပဲနင်းနီးနင်းကအရန်စိတ်ထားဖြူတယ်စိတ်ထားလေးရန်ကောင်းတဲ့ကလေးပါငါကြည့်နေတာကြပါပြီခြေတော်တက်ဖတ်တယ်နဲ့ကြောင်းလာတယ်ကြောင်းလာရင်လေနင်းကိုကလေးတွေအကောင်လုံးကစကားမပြောကြဘူးစော်လည်းမစော်ကြဘူးဒါကြောင့်ငါနင်းနဲ့တငယ်ချင်းလောက်တာငါနင်းကြောင်းလာဖို့အရန်ကြီးအပြစ်မမခံနေတော့ငါကြောင်းပေါ်တင်ပြီးတော့လာကြုံမဲသေးလားပြီးရင်နင်းနဲ့အတူစော်မယ်ကြောင်းစင်းချိန်ရောက်ရင်နင်းကိုငါပြန်ပို့ပေးမယ် ။နင့်ကိုကျေးဇူးအရန်တက်ပါရဲ့။နင်ကအရန်သဘောကောင်းနေ။ဒီနေ့ကစပြီးတော့နင်နဲ့ငါတငယ်ချင်းနေဖြစ်သွားပြီနော်။အရင်နောက်မှာတော့ကြားမလီကနင်နည်းကိုကြောင်းပေါ်တန်းပြီးကြောင်းကိုပြန်ပို့လိုက်တယ်။ကြောင်းကကလေးတွေအလုံးအားအလောက်ကြီးရဲ့ပြောင်းတီတော့အရန်အောင်အောင်နေကြပြီတော့အမလီအလောက်ထိကြီးရဲ့ပြောင်းအမလီနင်နည်းကအန်နီကအရန်ပြောင်းပါရဲ့။ကြောင်းစာသင်ကန်းနဲ့သူဝင်လာပြီးတော့သူ့နေရာနဲ့သူထိုင်လိုက်တယ်။အခုတော့ကလေးတွေအားလုံးကနီနီနဲ့စကားပြောကြကြပါရဲ့ ဟေးနေနေအေးမင်းပြုတ်ပြောလေဆရာမကသူတို့ရဲ့တီတူပြောတဲ့နေကိုကြားသွားတယ်ဟေးဒါဘာတဲ့နေထွက်နေရလဲမင်းပြုတ်ဘာမှမဟုတ်ပါဘူးတမီးကနေနေနဲ့ဟိုအရန်ကြီးရဲ့ပြားအကြောင်းမေးချင်လို့ပါဆရာမရောအလောက်ကြီးရဲ့ပြားတွေ့ဘူးလားကောင်းပြီလေအဲ့ဒါကိုနောက်မှပြောကြခုစားဆက်တင်အောင်ကလေးတွေအလုံးကနေနေကိုပဲကြည့်နေပြီးတော့စကားပြောချင်နေခဲ့တယ်အလုံးကသူနဲ့တငယ်ချင်းဖြစ်ချင်နေပါပြီ။ အဲ့ဒီပြာအခုငါသငယ်ချင်းလေး तू ဟာငါတယောက်တည်းကိုပဲ तू ကြောပေါ်တင်တာခဏနေတော့အကြောင်းစင်ချင်းရောက်လာပြီးတော့အဲ့ဒီချိန်ကြီးနီနီယာအကြောင်းပြန်ထွက်လာတယ်။အကြောင်းပြန်မှာနီနီကိုပြောင်းမလေးရဆောင်နေရင်နီနီယာပြောရင်ဟေးနီယာကဘလို့သိရလဲအကြောင်းလွတ်ချင်ရောငါနေတဲ့ငယ်ချင်းလေးငါမှနေရဲ့လူဝဲချက်တွေမသိရင်ဘယ်သူသိမှာလဲ။ကဲအခုလားငါရဲ့ကြောပေါ်တက်နီနီလေးကြောပေါ်တက်လိုက်တယ်။ပြောင်းမလေးရလဲနီနီကိုတင်ပြီးတော့ကောင်းကင်ဘုံပြန်တက်လိုက်တယ်။ အောက်မှာចောင်းသားရဲ့အကောင်လောကနီနီကိုချိန်ပြီးတော့အရန်အားကြနေတာပေါ့ကွယ်။တစ်ဖက်မှာနီနီကအရန်ကိုပြောနေပါတော့တဲ့။ခဏနေတော့နီနီကိုပြားမလေးကအိမ်ထိလိုက်ဖို့ပြီးရဲ့။နီနီလည်းအိမ်ထဲကိုပျော့ပျော့ပဲဝင်သွားပါတယ်။နီနီမယားနီနီကိုတွေးတော့ဟေးသမီးဒီနေ့ဘာလို့အစောကြီးအိမ်ကိုရောက်နေရလဲ။နီနီလည်းသူ့မေကိုပြားမလေးအကြောင်းအကုန်ပြောပြလိုက်ပါရဲ့။ဟုတ်လားတကူရှိရဲ့ပြားမလား။ဟုတ်တယ်အမေသမီးခုကျွန်တော်တချောင်းနဲ့လေးခုံခုံပြီးចောင်းသွားစရာမလိုတော့။ ။သမီးကြောင်းကလာတဲ့အချိန်အနားရွာမှာလေးပွဲစည်းဝင်နေတာသမီးသွားချင်တယ်။ဒါပေမဲ့သမီးလေးရဲ့ပွဲစည်းတိဘလို့သွားမလဲ။အနားကရွာအတွက်ဆိုရင်လေသမီးတို့အရန်ဝေးရဲ့။သမီးရဲ့ကြောင်းမလေးရှိရင်လေသူသမီးကိုခေါ်သွားလိမ့်မယ်။ကောင်းပြီလေသမီးလေးသွားလိုက်ပါ။နေနီယာအမြဲတမ်းကျောင်းကိုပြောင်းမလေးကျောပေါ်ကနေလိုက်သွားပါရဲ့အမြဲအကျိုးပို့ပြောင်းမလေးကလှုပ်ပြီးရွာကလူတွေကလည်းဝိုင်းကြီးကြတော့အံ့ဩပါရဲ့တရက်ကြတော့ ပြောင်းပါလေတောင်းချနေကြရင်ပွဲစေးတော့မယ်လေကောင်းပြီတော့မယ်လေငါလာခေါ်မယ်နောက်ရမုံလင်တော့ပြောင်းပါလေရနင်းနီကိုပွဲစေးတော့ဖို့လာခေါ်ပါရင်နင်းနီလည်းပြောင်းပါလေရဲ့ကြောပေါ်တက်ပြီးတော့ကောင်းကင်ဘောပြန်တက်သွားပြီးရောဟေးအရန်ပြောင်းဝကောင်းလိုက်တာမသိလေရင်ပြန်စီးနေရသလိုပဲပြောင်းပါလေရနင်းနီကိုပွဲစေးခေါ်သွားရင်ပွဲစေးရောက်တော့ရဲရဲဘေးနားကနေလိုက်ပြရင်ပွဲစေးမှာနင်းနီကြောင်းကတငယ်ချင်းတွေလည်းရှိပါရင်သူတို့ကနင်းနီကိုကြည့်ပြီးတော့အားကြနေကြပါရဲ့ ပွဲစည်းလဲပြီးတော့နီနီလည်းအိမ်ပြန်ရောက်လာတယ်။နောက်နေ့မနက်မိုးလေးကြောင်းရောက်မှမနေ့ကနီနီကငါတို့ကိုလောင်အောင်လို့ပွဲစည်းဟိုပြားမနေလာတယ်။ဟုတ်တယ်။သူ့ရဲ့ပြားပေါ်ကနေလိုက်စီးပြီးတော့ငါတို့ကိုကြွားနေတာ။ငါတို့အပြားမအောင်ဖမ်းပြီးတော့တနည်းအရမှာဖွက်ထားလိုက်မယ်။နီနီလည်းအဲ့ဒီပြားမနေဘယ်တော့မှတွေ့တော့မှာမဟုတ်ဘူး။ဟုတ်တယ်။ဒီမှာဖမ်းမဲ့ထောင်ကြောင့်အဲ့လောက်ဆိုရင်ရပြီ။ကလေးတွေအားလုံးကအကြောင်းရှိမှထောင်ချောက်ဆင်ပြီးပြားမအောင်စောင့်နေပါရဲ့။ ။ကျောင်းလွတ်သွားတာတော့မှပြမလီရရောက်မလာတော့ကျောင်းသားတွေအကုန်လုံးကအပြန်ထွက်ကြည့်ကြတယ်။ရိတ်စိမ်မှာပဲသူတို့ခင်းထားတဲ့ထောင်ချောက်တွေသူတို့ပြန်မိသွားပါတယ်။တစ်ဖက်မှာတော့ပြမလီကဗရင်ပေါက်ကနေနီနီကိုလာကြုံလိုက်တယ်။ထောင်ချောက်မိနေတဲ့ကလေးတွေကနီနီကိုကြည့်ပြီးပြောတယ်။အမလီငါတို့ကငါတို့ထောင်ထားတဲ့ထောင်ချောက်တွေမိနေပြီ။နီနီကပြားနဲ့အင်ရောအေးစစ်စစ်ပြန်နေပြီးကြည့်ကြအောင်။ရိတ်စိမ်မှာပဲနီနီကထောင်ချောက်မိနေတဲ့ကလေးတွေကိုကြည့်ပြီးတော့ပြမလီရေငါတို့သူတို့ကိုကဲတဲ့နေနီနီ သူတို့ငါ့အတွက်ထောင်ချောင်းစင်ထားလေငါကသူတို့စကားပြောတာကိုကြားလာတာဒါပေမဲ့ငါတို့သူတို့အခုလိုအချိန်ဒီမှာမထားခဲ့တဲ့ုံလေဟုတ်ပါပြီနေရာစိတ်ကောင်းရှိရင်လာကလေးတွေကိုကူညီကြမယ်ပြားမလီကမြေကြီးပေါ်ဆင်းပြီးတော့ကလေးတွေကိုထောင်ချောင်းထဲရလွတ်အောင်ကူညီလိုက်ပါ යි ကလေးတွေအလုံးအားရှင့်နေကြပါရဲ့ပြားမလီငါတို့တောင်းပန်ပါတယ်ငါတို့ကနေ့ကိုဖမ်းဖို့ထောင်ချောင်းဆင်ထားတာငါတို့ကထောင်ချောင်းထဲကိုပြန်မိသွားတယ် နေနှုတ်ကနီနီကိုတောင်းပန်တဲ့နဲ့နေနှုတ်ကနီနီကိုစိတ်ဆိုးအောင်လုပ်တယ်စကားလည်းမပြောကြအောင်ကလေးတွေအလုံးကနီနီကိုတောင်းပန်ပါရဲ့ငါတို့တောင်းပန်ပါရဲ့နီနီရဲ့နေငါတို့နဲ့တငယ်ချင်းလုံမလားလုံးမှာပေါ့ဒါမဲ့ငါရဲ့ချက်ဆော့တငယ်ချင်းအပြားမလေးပဲနီနီငါတို့လည်းပြားမလေးရဲ့ကျောင်းပေါ်မှာထိုင်ပြီးကောင်းကင်ပေါ်ပြန်တက်ချင်တယ်ပြီးတော့သူနဲ့လည်းတငယ်ချင်းဖြတ်ချင်တယ်ဟွန်းငါသဘောတူတယ်လေဟဲ့ချိန်ပါပဲပြာသူကျောင်းပေါ်မှာကလေးတွေတင်ပြီးတော့ပြန်တန်းနေပါတော့တယ် ပုံမြင်လေးရတော့တလောက်ပါပဲကလေးတို့ရေအားငယ်ချွဲတဲတဲ့သူတွေကိုတွေ့လာရင်ဖိတ်ပြောင်းမှုစိတ်ညစ်အောင်လို့စတာတော့မလုပ်ရအောင်နော်အခုတော့နှုတ်ဆက်ပါတယ်တတပါနောက်ထပ်ပုံမြင်တဲ့အစ်တတင်နဲ့ပြန်လာခဲ့ပါမယ်နော်